မြန်မာနောဝချန်နယ်ကိုအစ်စ်တဆိုင်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရာလောကနဲ့ဂမိယဇလာကောင်းလေးတို့ကိုနှိစီရွေးချက်တင်ဆက်ပေးနေပါတယ်။ဒီကလေးမှာတော့ပရိသတ်များနားဆင်ရမယ့်ဇလာလေးကစိုင်းစရာဇေယနာရမညာရေးသားထားတဲ့အောင်မြတ်တာနဲ့ညာနပေတိုင်ဇလာလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ဘေပုံပတ်ပုံကြီးဆိုတဲ့ပတ်စာတန်းတန်းက ဆံပြနေတဲ့မိနှောင်းကိုနေမထိထမတာဖြစ်အောင်ပြုလုပ်နေခဲ့တယ်။ရွာလမ်းမတစ်လျှောက်ဝေကောင်းဆားလာတွေဝစ်ပြီးဟိုဟိုဒီဒီတောလာနေကြတဲ့ရွာသူ အပြိုဖြန်လို့တွေကိုကြည့်ပြီးတော့မိနှောင်းမျက်နာလေးညှို့ငယ်သွားခဲ့ပါတယ်။အိမ်မကကျမရေမကောင်းတဲ့မိခင်ဖြစ်သူ တူဦးရဲသာရှိနေတယ်လို့သူ့မှလည်းအဝတ်အစားကောင်းဆိုလို့ပလဲစီခက်နဲ့နဲ့အင်းကြီးတစုံပဲရှိနေခဲ့တယ်။တခြားသူတွေလိုရွှေတွေဝတ်ဖို့မပြောနဲ့ငကတ်တရံတော့မရှိခဲ့ဘူး။ဒီလိုတိမ်ငယ်စိတ်တွေက မင်းနောင်ရဲ့ဆန္ဒကိုနည်းချိလိုက်တာကြောင့်မယိုးမယားဖြစ်နေတဲ့စိတ်ကိုထိန်းချုပ်လိုက်ပြီးတောက်ရီခတ်ရံရွာအနောက်ဘက်ကရေကန်စီကိုထွက်လာခဲ့ပါတယ်။အချိန်ကနေရာကောင်းစွာရှိနေတဲ့ညနေခင်းအချိန်ဆိုပေမဲ့ဇပွဲရှိနေတဲ့အတွက်ရွာရှိအပြိုလူပြိုတွေအားလုံးကပွဲကင်းဘက်ကိုရောက်နေခဲ့တာကြောင့်ရေကန်တဝိုက်မှာလူသူတယောက်မှရှိမနေခဲ့ဘူး။မင်းနောင်လည်းကန်ထဲကရေကိုခတ်ပြီးခေါင်းပေါ်ပြစ်တင်လိုက်တဲ့အချိန်ရေကန်မေးကတက်ပြီးအောက်မှာ သူ့ကိုဂယုနာတက်တဲ့မျက်လုံးနဲ့စိုက်ကြည့်နေတဲ့ရွယ်သူမင်းကလေးတယောက်ကိုမြင်လိုက်ရပါတယ်။ရှူဝါရောင်အစင်းရှိတဲ့အသားရည်နတ်မောင်ကြော့ရှိပြီးရှည်လျားတဲ့ဆန်တွေတယ်လျနေတဲ့မျက်နှာလေးနဲ့တိတ်ကိုလှပလုံးနဲ့မင်းကလေးတယောက်မို့မင်းနောင်မျက်တောင်မခတ်တဲ့ချိနေခဲ့မိတယ်။အဆိုပါမမေပြူကမင်းနောင်ကိုချိနေရကနဲ့အနားကိုရှောက်လာပြီ။တရွာလုံးပွဲကင်းနဲ့ရောက်နေတဲ့အချိန်မှာမင်းကတယောက်တည်းရေလာခတ်နေပါလား။ ကြာညိုနဲ့သိနေကိုတိရနကမင်းနောင်ရဲ့နှာခေါင်းထဲကိုတိုးဝင်လာတာကိုသတိထားမိခဲ့လိမ့်တယ်။ဒီကမမလေးကိုရွာမှာမတွေ့ဘူးပါဘူး။ဘယ်မှာနေရလဲ။ငါကဒီရွာကိုရောက်တာမကြသေးဘူးလေ။အခုလည်းပြင်းလို့လမ်းလျှောက်ထွက်လာရင်လည်းမင်းကိုတွေ့လို့မင်းလိုက်တာ။မင်းနောင်တို့ကစီးရတယ်လေ။တခြားသူတွေကြားတယ်မသွားရပါဘူး။ဒါကြောင့်ပွဲကင်းနေမသွားတော့တာ။မင်းပုံစံကပြင်ဆင်လိုက်အတော့ကိုချစ်ကောင်းမဲ့ပုံလေးပဲ။ ငါဒီနားမှာပဲနေတာမင်းအချိန်ရရင်ငါ့ရင်လိုက်လေပါလားဟုတ်ကဲ့မမလေးမင်းနောက်ရေခက်ရအောင်ပါဆိုတော့နောက်မှာပဲလာလိမ့်မယ်လေရေခက်တဲ့ကိစ္စကိုထားလိုက်ပါငါလူတွေမင်းကိုကူညီပေးပါလိမ့်မယ်ငါကမင်းကိုမြေမြေချေးခင်မင်လို့အိမ်ခေါ်လဲတာစပီရှိရှိနဲ့မင်းကလေးကအနောက်ကိုလှည့်ပြီးလက်ခုပ်တီးလိုက်တော့မျက်ွယ်ကွေးကနေကိုလုံးတန်းတောင်းနဲ့မိမတယောက်တော်ပန်လေးတွေကရင်ထွက်လာခဲ့လေတယ်မမလေးမင်းကိုဘာခိုင်းမလို့လဲ ူလို့ရမယ့်အလုပ်တွေမင်းရပဲကုလုပ်ပေးလာအောင်ငါတော့သူ့ကိုအိမ်လေခေါ်လာအောင်မမလေးဒီကမမမင်းနောက်ရဲ့အိမ်ကိုသိလို့လားသိတာပေါ့မင်းနောက်ရဲ့ကဲကဲရေအိုမမကိုပေးမိအေးဆိုတဲ့မင်းကလေးကမင်းနောက်ရဲ့ခေါင်းပေါ်မှာရွက်ထားတဲ့ရေအိုကိုပော့ပါစွာဆဲယူလာပြီးရွာတဲ့ဘက်ကိုထွက်သွားခဲ့လိုက်ပါတယ်မင်းနောက်လာလေအိမ်မှာမင်းအတွက်ပေးစရာရှိတယ် တခါမှမမြင်ဘူးတဲ့လူတစ်ယောက်က ဖော်ရည်စွာဆက်ဆက်နေတာကြောင့်မင်းနောက်နားမလည်ဟန်နဲ့ငေးကြည့်နေတဲ့အချိန်လာပါမင်းနောက်ရဲ့ပွေကင်းနေသွားဖို့အချိန်နှောင်းကြကုန်တော့မယ်လို့ပြောပြီးဆွဲခေါ်သွားခဲ့တယ်။ဒီလိုနဲ့ရွာအနောက်ဘက်တောဆက်အကျော်လောက်အရောက်ညောင်မုတ်စိတ်တွေကျနေတဲ့ညောင်ပင်နှစ်ပေဘေးမှာအတန်တိကြီးမားတဲ့ပြင်တော်အိမ်တစ်လုံးကိုမြင်လိုက်ရပြီ။အထက်မှာလည်းထင်းခွဲတဲ့သူအခွဲတက်ရှိရဲ့လုံသူကလုံနေခဲ့ကြတယ်။လာလေးမင်းနောက်အထက်ဝင်လေး မမလေးကဒီမှာနေတာကြာပြီလားကြာပြီလေဘာဖြစ်လို့လဲမင်းတော့ဒီဘက်ကိုရောက်ဖို့ပဲမဲ့မမလေးတို့အိမ်ရှိမှမသိရဘူးမင်းတော့တတိမထားမိလို့နေမှာပါကဲကဲအိမ်မတက်ကြစို့မမပြောကမင်းတော့ရဲ့လက်ကိုဆွဲပြီးအိမ်မခေါ်လာခဲ့တော့အိမ်မမှာအသက်30ရွေးယောက်ျားတယောက်900ရာနေတာကိုမြင်လိုက်ရတယ်အဲ့ဒီလိုကမင်းတော့ကိုတစ်ချက်မြကြည့်ပြီးဟွန်း ရွှေကြီးကတော့လှုပ်ချင်တာတွေလှုပ်ချလာပြန်ပြီလို့ပြောပြီးတော့အိမ်အောက်ကိုဆင်းသွားခဲ့လေတယ်။မင်းနောက်မမစီမမဝေးရသေးတဲ့အဝိတ္တိအများကြီးရှိတယ်။မင်းနဲ့လိုက်မဲ့တစုံယူလေ။မင်းကလေးကအေကန်ထဲမှာရှိနေတဲ့ဗီဒီယိုကိုဖွင့်ပြလိုက်တဲ့အခါအထင်းမှာတော့အလုံးကိုအဖိုးတန်နဲ့ပိတ်သားတွေနဲ့ချုပ်ထားတဲ့အဝတ်အစားတွေအပြင်ဒေါင်းမေရဲ့ဗရံများလဲဆဲတွေကိုပါချထားတာမြင်လိုက်ရတယ်။ဂျေလောက်တက်မိုးကြီးတဲ့ပစ္စည်းတွေမင်းတော့မယူရဲပါဘူး။ အပိုင်ပေးတာမဟုတ်ပါဘူးမင်းနောက်ရဲ့ပွဲလဲတပြင်းပြီးတော့ပြန်လာပြီပေါ့ဒါလေးကမင်းနောက်နဲ့လိုက်ပါမမေပြောကဖပူစိတ်ရောင်အင်းကြီးတစုံနဲ့ကြောက်စီဘေးရဲ့တကုံးကိုယူပြီးမင်းနောက်ရဲ့လက်ထဲကိုထည့်ပေးလိုက်လေတယ်မင်းနောက်ကတော့သူ့လက်ထဲမှာကင်ထားတဲ့အဝတ်အစားတွေကိုကြည့်မိရင်စားတွေစွတ်တက်လာခဲ့တယ်ပွဲကင်းထဲမှာရှိတဲ့လူတွေရဲ့အကြည့်ကမင်းနောက်ပေါ်ကို ရောက်နေခဲ့တယ်လို့အရွယ်တူမင်းကြီးတွေကလည်းနှုတ်ဆက်တယ်လို့လို့နဲ့အနားကိုရောက်လာခဲ့တယ် မင်းနောက်နေအင်ကြီးလေးကလှလိုက်တာဘယ်ကဝင်လာတာလဲအသေးအမားတယောက်ပြီလို့ဝင်လာတာဟုတ်လားငါကနေကိုပိုင်ထင်လို့မေးလိုက်တာငါကဒီလိုတံမွေးကြီးအဝတ်အစားတွေမွေးနိုင်မှာဟုတ်အေးဘာပဲပြောပြောနင်းနဲ့လိုက်တယ်ဟဲ့ကာလာသားတွေလည်းနင်းကိုချစ်နေကြတာသတိထားမိလားနေပြောမှငါမနေတတ်တော့ဘူးဖွဲ့ကင်းနဲ့သွားတော့မယ်ဟာမင်းနောက်ကရှကူရှက်ကန်နဲ့ဖွဲ့ကင်းနဲ့ကိုတိုးဝင်သွားခဲ့တယ်ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်း မင်းနောင်းနဲ့ရွှေကြီးကတစတစပို့မှုရင်းနှီးလာခဲ့ကြတယ်။ရွာထဲမှာပွဲလဲသမင်းတွေရှိတဲ့အခါမျိုးမှာဆိုရင်အဝတ်အစားအစားလောက်ဝရတနာအစုံထဲလဲဝင်လာခဲ့လေတယ်။မင်းနောင်းကိုစိတ်ဝင်စားနေတဲ့ရွာကအပြုတ်တချို့ကလည်းလောက်ဝလက်စားတွေအဝတ်အစားတွေကိုဘေးကနေငှားလဲဆိုတာသိချင်တဲ့အတွက်မင်းနောင်းရဲ့အနာကိုကပ်ကာတီးတိုးမင်းမြန်လေတော့မင်းနောင်းကလည်းသူ့ကြုံတွေ့ခဲ့ရတာတွေကိုမချွေးမချဲပြောပြခဲ့လေတယ်။ဒါပေမဲ့အထူးဆန်းနာက မင်းတော့ပြောတဲ့နေရာကိုဘယ်သူမှမတွေးကြတာပဲနောက်ပိုင်းတွေမှာတော့လက်ဝဲလက်စားတွေလိုအပ်လိုက်ရင်မင်းတော့ကိုအကူအညီတောင်းမင်းငှားရခန့်ခဲ့ကြသလိုငှားရကအနေနဲ့လည်းပေးလာတာကြောင့်မင်းတော့တို့မိသားစုရဲ့စာဝတ်နေရာကအရင်ကတည်းကပို့ပြီးအစီပြေလာခဲ့လေတယ်ဒီလိုနဲ့တရက်မှာတော့ရေသွားခတ်မယ်လို့ပြောပြီးထွက်သွားရကနေမင်းတော့တရားပျောက်ချင်းမလားပျောက်သွားခဲ့ပါတော့တယ်ရွာသားတွေအနေနဲ့မင်းတော့ကိုလိုက်ရှာကြတော့ဘလို့မှမတွေ့ရတာကြောင့် ရေကန်ဆက်မှာကရုတ်ပွဲပြေးလိုက်တော့မှရေဒီရနဲ့အလောင်းပေါ်လာခဲ့တယ်။တချို့ကတော့မင်းနှောင်းကိုလောက်ဝက်လက်စားတွေငှားပေးတဲ့သူတွေကလက်ပြာနှုတ်သွားတယ်လို့ပြောကြပြီးတချို့ကြတော့လေသူ့ရဲ့အတိတ်ဘဝကတန်တန်းနဲ့ကိုပြောင်းသွားတာလို့ပြောဆိုခဲ့ကြတယ်။ဒါပေမဲ့တိတိကျကျတော့ဘယ်သူမှမသိခဲ့ကြဘူး။ဒီကိစ္စတွေဖြစ်ပြီးငါးလလောက်ကြာမှတော့ရွာထဲမှာနေတဲ့မဲပြိုးဆိုတဲ့မိန်းကလေးတယောက်ရင်းနဲ့တည်ပြန်ရော။မဲပြိုးပြောက်ပြီးငါးလလောက်အကြာ အေးစိတ်ဆိုတဲ့အပြုတ်ဖြားလေးတယောက်ထပ်သေးပြတ်ရောဒီတစ်ခါတော့ရွာသားတွေမနေတာတော့ပဲတတိနားလေတဲ့အချားမြင်ဆရာတွေနဲ့မြေကြီးတော့ပြတ်ဆုံးသွားတဲ့မိန်းကလေးတွေရဲ့ဝိညာဉ်ကိုတစုံတယောက်ကထိမ့်ချုပ်ခန်းစီထားကြောင်းနဲ့ရွာမှာရှိတဲ့ရေကန်ကိုလည်းအချောင်းမရှိဘဲမသွားဖို့ပြောဆိုခဲ့ကြတယ်တရက်မှာတော့ရွာထဲကိုဆေးဆရာလိုလိုဘိုးတော်လိုလိုလူတူဦးဆောင်တဲ့အဖွဲတစ်ဖွဲရောက်ရှိလာခဲ့ကြပါတယ်သူတို့အနေနဲ့ဒီရွာမှာဖြစ်ပျက်နေတာတွေကိုကူညီဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ရွာရဲရလူတွေကိုစေကုပေးခြင်းဘေးတွေအဆောင်ရရရတွေပြုလုပ်ပေးခြင်းတွေကိုဆောင်ရွက်ပေးခဲ့ကြတယ်။ဒီလိုနဲ့တညမှာတော့ညောင်နေပင်ဘက်ကနေကြောက်လန့်တဲ့ကြောင့်အော်ဟစ်တန်ထပ်ပြေးလာတဲ့အတန်တွေကြောင့်ရွာသားတွေထားကြည့်တဲ့အခါမှာဒီကုန်းလုံးတွေ့ကြည့်ချင်းနေတဲ့ကုတ်ဖက်ဒဏ်ရာတွေနဲ့ထွက်ပြေးလာတဲ့ဆေးစရာတွေအဖွဲကိုမြင်လိုက်ရတယ်။ဆရာဆရာဖပစ်လာတာလေ။ဒီရွာမှာမနေနဲ့တော့ပြေးကြပြေးကြစစ်နေတရားလို့ဒုက္ခရောက်ကြတော့မယ်လို့ပြောပြီး ။သွေးဦးသွေးထဲနဲ့ထွက်ပြေးတာကြောင့်ရွာသားတွေလည်းအတော့ကိုစဉ်းစားရခတ်သွားခဲ့တယ်။ရွာတွေကအသက်ကြီးပြီးဘ ഹു ဒုတာပြည့်တဲ့လူကြီးတွေကတော့ဒီလူတွေကညောင်နေပင်နောက်မှာတခုခုလှုပ်ထားလို့နေမှာလို့ပြောပြီးသွားကြည့်တဲ့အခါရေကန်မင်းမှခရော့ဝဲတချို့ညောင်နေပင်နောက်မှာရဇမက်ကစီဝိုင်းနဲ့ပြက်ကျဲနေတဲ့ခရော့ပွဲတွေကိုမြင်တွေ့ခဲ့ရတယ်။ဒီဖြစ်ရပြီးခဲ့တဲ့နောက်ပိုင်းမှာတော့ညောင်နေပင်တိုက်ရဲတဲ့ရင်ကလည်းအနေနဲ့အရရက်ကိုချက်ချင်းစုစလို့ပြက်နေသွားပြီးရွာထဲမှာလည်း လူစင်းတွေဝင်လိုက်ထွက်လိုက်နဲ့ရှုပ်ထွေးလာခဲ့ပါတယ်။တစားတစားနမည်ကြီးလာတဲ့ညောင်နှပင်တိုက်အကြောင်းကအောင်မြတ်သာစီကိုလည်းရောက်လာခဲ့ပြီးတော့ငါးလတစ်ခါလောက်လူတည်နေတဲ့ကိစ္စကို ဖြေရှင်းပေးဖို့တာဝန်ပေးအပ်ချေခံခဲ့ရတယ်။ဒါကြောင့်အောင်မြတ်သာအနေနဲ့မကောင်ခွန်လောက်လို့နဲ့အတူတူညောင်နှပင်တိုက်ရှိရာရွာလေးစီကိုထွက်လာဖို့လုပ်နေတဲ့အချိန်ဝန်းညိုကိစ္စပေါ်လာတာကြောင့်တပည့်တယောက်ကသာမထင်မရှားပုံစံနဲ့အရင်ဆင်လုပေးခဲ့ရခြင်းဖြစ်ပါတယ်။ဆရာ ညောင်နှပင်တိုက်ကနည်းနည်းထူးဆန်းနေတယ်နော်။ရင်နှီးခရရရရင်နှီးငဲ့နေတဲ့မကောင်းရဲ့စကားကြောင့်အောင်မြတ်သားကမင်းကိုပြပြီ။ဘလို့ထူးဆန်းတာလဲ။မြို့ကရွာကနေပြောတာတော့လွန်ခဲ့တဲ့9နှစ်လောက်ကတည်းအဲ့ဒီထဲမှာတိုက်ရှိတယ်လို့မကြားမိဘူးတဲ့။မင်းနောင်ဆိုတဲ့ကောင်မလေးပျောက်သွားပြီးတဲ့နောက်မှာဒီလိုလူသေးတဲ့ကိစ္စဖြစ်လာတယ်လို့ပြောတယ်။ကိုနေရာကိုအစားထိုးဖို့လူလဲတာကတစ်မျိုးနောက်တစ်မျိုးက ူတို့အနားမှာနေဖို့ခေါ်ယူတာကတစ်မျိုးဆိုပြီးနှစ်မျိုးရှိတယ်ကွရွာမှာတည်တဲ့လူတွေကလည်းကိုးနာကအပြိုလေးတွေကြီးပဲဆရာမင်းတော့ပြောပြီးတော့၃နှစ်လောက်ထိဘာပြဿနာမှမဖြစ်ဘူးဆိုပေမဲ့အခုကျတော့၅လတစ်ချိန်လောက်မင်းကလေးတွေတည်နေတာတော့ထူးဆန်းနေနောက်ဆုံးတယောက်တည်တာဘယ်လောက်ကြပြီလဲဥမိတ်တီပြောတာတော့လာမယ့်၃ရက်ဆို၅လပြည့်ပြီတဲ့သူရောအချိန်နေဘယ်လိုနေလဲအတော်သက်သာလာပြီဆရာစစချင်းတော့ဆိုရင် ကိုမအဝတ်တောင်မကတ်လောက်တဲ့အထိစိုးခဲ့တာတို့ကတိုက်ကြောင်တည်တည်ချာချာမှမစုံစမ်းတာညာနှစ်ပင်တိုက်ကပုတ်ကလေးကတိုက်ဖြစ်တဲ့ပြင်လူတွေကနေမျိုးမျိုးနဲ့ဖြားရောက်တက်တဲ့တိုက်ဆောင်တွေအနေများတဲ့တိုက်ထဲမှာပါနေတာသူလေးပြောတယ်ဆရာပထမစီဒုတိယစီကိုဖောက်တာလွယ်တယ်လို့တတိယစီဖောက်တဲ့အချိန်မအောင်မြင်ခဲ့တာတဲ့ကဲမနေ့ကငါတို့ရောက်တဲ့အခါတေချာသွားကြည့်ကြတာပေါ့အခုတော့နားလိုက်ကြအောင်အမြတ်တာက မကောင်းတဲ့ခွန်လောက်ကိုနားခမ်းပြီးတဲခွန်ဆောင်ရှေ့မှာဈေးငယ်လျှောက်နေခဲ့လိုက်တယ်။ဒီချိန်ကဲကြပါဦးရှင်ကဲကြပါဦးဘုန်းကြီးကျောင်းရှိအမောင်နှုတ်ကနေထွက်ပေါ်လာတဲ့အသက်ကြောင့်ဈေးငယ်လျှောက်နေတဲ့အောင်မြတ်သာတရားလှဲ့ကြည့်လိုက်တော့ခြေချင်းဝက်ကိုလက်နဲ့ဖိပြီးညင်ညူနေတဲ့မင်းကလေးတယောက်ဟိုကမလေးဘာဖြစ်တာလဲအောင်မြတ်သာကစိုးရင်တကြီးမေးပြီးတော့မှအနားကိုကတ်သွားတဲ့အချိန်ခြေထောက်တွေကတုန်နဲ့ရက်သွားတာကြောင့်ခလန်လမ်းမှာရက်ပြီးစိုက်ကြည့်လိုက်တဲ့အခါ လဲကြနေတဲ့သူကလူမဟုတ်ပဲလူအသေးဆောင်ထားတဲ့နန္ဒဘဝတကောင်ဖြစ်နေတာကိုမြင်လိုက်ရတယ်။ဟဲ့နေဘသူလဲ။ငါဘသူဆိုတာနေသိနေတာပဲ။မိမအသေးဆောင်ထားတဲ့လူကဇက်ကိုဂျုတ်ကနဲ့မြင်အောင်လှည့်ချပြီးလေးဘက်ထောက်ကအနာကအမောင်တွေကို ပြေးဝင်သွားခဲ့တယ်။ဒီကောင်နဲ့ငါ့ကိုလာအကဲခတ်တာပဲ။သူတို့လည်းငါတို့လာမကိုသတိရနေလောက်ပြီးထင်းနေ။အောင်မြတ်သားစိတ်ထေးရနေပြောပြီးတော့ ထုံကြီးကျောင်းဝင်းတွေကိုပြောင်းဝင်သွားခဲ့တယ်။မကြခင်အချိန်တည်းရောင်နေပြို့ချင်းနဲ့အတူအောင်မြတ်တော်တို့ဆရာတော်ပြတွေရဲ့ချစ်လန်းကဖုန်ကြီးကျောင်းဝင်းအတင်းဘက်ကနေအပြင်ကိုရွေလျားလာခဲ့တယ်။တောသူရိမဲအယုခံမာခွဲချစ်တယ်ကြိုက်တယ်ဆူလာပါတဲ့အစချီတဲ့တချင်းကိုညှိလို့ဟိရခူးနေတဲ့မင်းကလေးတယောက်လှမ်းလို့ရင်ဒီဘက်မှာလည်းဟိရတေနုနေရရောဒီမှာလည်းနုပါတယ်အေးဘယ်သူမှမလာလို့ထင်နေ အသေးရွက်တွေကကြီးကျယ်နေလို့ကြီးနေကြတာအဲ့အသက်18နှစ်အရွယ်မမပြိုနှစ်ယောက်ကပလိုက်နဲ့ကိုဟင်းရွက်တချို့ခုထည့်ရေးစကားပြောနေတဲ့အချိန်နှာခေါင်းနဲ့ကို အလွန်မှုပြက်တဲ့အနက်တစ်ခုဝင်ရောက်လာခဲ့တယ်။မှုလိုက်တဲ့အနက်မှလားဘယ်ကနေလာတာပါလဲ။ငါလည်းရတယ်ဟ။လူလမ်းဆန်းသွားတာပဲ။လာဟာဘယ်ကနေထွက်လာတဲ့အနက်လဲလိုက်ကြည့်ကြရအောင်။နှစ်ယောက်သားအနက်ရဲ့ဆွဲဆောင်မှုနောက်ကိုလိုက်ရင် ဟင်းရခူးတဲ့နေရာနဲ့ခဏလန်းကိုရောက်လာခဲ့ကြတယ်။လှနုဟိုမှာချစ်စံစစ်စင်းရဲ့စကားကြောင့်လှမ်းကြည့်လိုက်တော့ဖဖူးစင်းရောင်အင်းကြီးကိုဝစ်ဆင်ထားတဲ့မိန်းကလေးတယောက်တက်တုံးလေးတုံးပေါ်မှာကြော်ပေးထိုင်ရင်တချီညင်းနေတာကိုမြင်လိုက်ရပါတယ်။ဒီနောက်ရောက်မှအနက်ငါ့ကိုပုံမွေးလာသလိုပဲဟိုမှာထန်နေတဲ့သူစီယာရတာဖြစ်မယ်။မိန်းကလေးတယောက်ရဲ့စကားကြောင့်ထန်နေတဲ့သူကခေါင်းကိုလှည့်ကြည့်မင်းတို့နေရာငါ့စီကိုလာခဲ့တာလားလို့ တလုံးချီရေရွလိုက်တဲ့အချိန်လှနူတို့နှစ်ယောက်ရဲ့မျက်လုံးတွေကရေအိုဝေဖြစ်သွားပြီးတော့အသေးစိတ်လွတ်သွားခဲ့ပါတော့တယ်။တိတ်ကုန်လှတဲ့ကလေးတွေပါလား။ငါလည်းတစ်ချိန်ကမင်းတို့လိုလှခဲ့ပါသေးတယ်။ဖဖူးစိမ့်ရအင်းကြီးကိုဝစ်စင်ထားတဲ့မင်းကလေးကအေးဆက်ဆက်လေးတန်းနဲ့ပြောရင်းမျက်ထောင်ကိုတစ်ဖြက်ဖြက်ခတ်တော့ဖွေးဦးနေတဲ့အသားကြီးကရုတ်တရက်ပွားရောင်ရောင်ဖြစ်လာပြီးအသားတွေပုတ်အပ်လာခဲ့တယ်။ကျောင်းမက်ွယ်ရုတ်တရက်ပြောင်းလဲသွားတဲ့မင်းကလေးက ငုံငုံငန်ငန်ရင့်နေတဲ့လူနှစ်ယောက်ကိုချစ်ပြီဒီနိုးနှစ်ယောက်မမလေးကိုအလောက်ချေးပြုတ်ဖို့အကြောင်းပါလာခဲ့ပြီရေကန်တဲ့ကိုဘသူမှမမြအောင်ဆင်းသွားကြလို့ပြောလိုက်တော့မင်းကလေးနှစ်ယောက်လည်းလွယ်ထားတဲ့ပလိုင်းတွေကိုအသာချပြီးစိတ်ညုတ်ခံနိုင်ရတဲ့သူတွေလိုခြုံတွေပိတ်နေတဲ့ရေကန်နားကိုရှောက်လာခဲ့ပါတယ်ဖဖူးစိတ်ရဝဲမိမကသူတို့နှစ်ယောက်ကိုသဘောကျတဲ့ဟန်နဲ့ချစ်နေတဲ့အချိန်ဂါရာရွတ်တဲ့အတန်ကခတ်တူတူလွင့်ပြန်လာခဲ့တယ်ဒေရက်ကနေပြန်လွင့်လာတဲ့အတန်က အစအသိုးတရောင်ထင်ရပေမဲ့ဤကလာလေးလေးပုံမူကျဲလောက်လာပြီးခန္ဓာကိုယ်ကလည်းပူလောင်လာခဲ့တယ်။တစ်ချိန်တည်းမှာပဲရွာမှာရှိတဲ့အိမ်ကနေအောင်မြတ်တောင်မကောင်ခွန်လာတို့ကဂိုင်းတော်ရဲ့အစွမ်းထက်ဂါရာတို့ဘုတ်ကိုတက်ပြရွတ်ဆုံနေခဲ့ကြတယ်။အမလီပူလိုက်တာပူလိုက်တာမင်းကလေးအသေးဆောင်ထားတဲ့လူကဗဇက်ကနေအဟိညာနေပေတိုက်ရှိရာဘက်ကိုထွက်ပြေးပျောက်ကွယ်သွားခဲ့တယ်။ အဲ့တော့မှရီကန်လေးကိုဆင်းမလုံနေတဲ့မိန်းကလေးနှစ်ယောက်ကသတိပြောင်းဝင်လာပြီးတော့အထိတ်ထိတ်အလန့်လန့်နဲ့ရွာထဲကိုပြန်လာခဲ့ကြတယ်။အမေအမေတမိဘာဖြစ်လာတာလဲ။လာနူကသူဖြစ်ဖြစ်ခဲ့တာတွေကိုပြောပြလိုက်တဲ့အခါမှာတော့အိမ်ပေါ်မှာရှိနေတဲ့အောင်မြတ်သားကထိုင်ရာကနေထပြီးကျောက်တို့အချိန်မီရောက်လာလို့တော်သေးတာပေါ့။မဟုတ်ရင်ဒီကလေးမနှစ်ယောက်ရဲ့ဘဝကမတွေ့ရစရာပဲ။ဆရာတို့ကျေးဇူးကြီးလာပါတယ်ရှင်။ ရွာမှာလည်းအခုလိုဖြစ်တွေဖြစ်နေတာကြာနေပြီ။ပြောင်းနေသူလည်းပြောင်းကုန်ကြပြီ။ကျမတို့ကမပြောင်းနိုင်သေးလို့ဒါနေနေရတာ။အခုကဆပြီးတော့ကျုပ်တို့ပြတ်မလာမချင်းဘယ်သူမှရွာအနောက်ဘက်ကိုမသွားကြပါနဲ့။ဒီကိစ္စကိုကျုပ်အကောင်းဆုံးဖြေရှင်းပေးပါမယ်။အောင်မြတ်ကရွာသားတွေကိုပြောပြတာနဲ့ညောင်နေပေတဲ့ရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။ဆရာတပည့်တွေရေကန်နာအရောက်မှာတော့ညောင်နေပေတဲ့ရှိတဲ့ဘက်ကနေတချင်းတန်တဲတဲ့ပြက်လွင့်လာတာကြောင့် အတန်ကြားတဲ့ဘက်ကိုလှည့်ကြည့်လိုက်တော့ဇပင်ဖားလျားချထားတဲ့မိန်းမတစ်ယောက်ကညောင်မေကနေကြက်နေတဲ့ညွယ်တန်းကိုစီးနေတာကိုမြင်လိုက်ရတယ်။အောင်မြတ်သားတို့လည်းဒန်းစီးနေတဲ့မိန်းကလေးရှိတဲ့ဘက်ကိုရှောက်သွားတဲ့အချိန်လွှဲနေတဲ့ဒန်းကရုတ်တရက်ရက်သွားပြီ။ညင်းတို့ဘာကိစ္စနဲ့လာကြတာလဲဆိုတဲ့အသာထွက်လာခဲ့တယ်။အဲ့ဒီအချိန်အောင်မြတ်သားချောပြထားတဲ့မိမပြူကိုကြည့်ပြီးတော့မင်းတို့ရဲ့လောရက်တွေကိုရက်တက်မှုလာခဲ့တာပဲလို့ပြောလိုက်တဲ့အခါချောပြထားတဲ့မိန်းကလေးက ခေါင်းကိုဆက်ခနဲ့လှဲကြည့်ကငါတို့နေရာမှာငါတို့ကြိုက်တယ်လို့လုပ်မယ်ဘသူမှတားဆီးလို့မရအောင်ဒီမဲ့မင်းကလေးမင်းဟာတိတက်နေရဲ့အရှင်တော့မဟုတ်တော့ဘူးမင်းဟာတို့ရဲ့အခိုင်းစိန်ပဲဖြစ်ရမယ်အောင်မြတ်တာစကားဆုံးတာနဲ့နှုတ်ကနေဒွတ်ဒွတ်တို့ရွတ်ဆိုလိုက်တဲ့အခါညာနေပင်တိုင်းရှိတဲ့ဘက်ကနေတော်လဲတယ်လို့အသာထွက်လာပြီးတော့ရွဆူဆူအကြီးတန်းတဲ့နာနာဘဝတွေတိုက်ဆောက်ပုံကူတွေထွက်ပေါ်လာခဲ့တယ်ဆရာ ဒီကောင်တွေကတိုက်စစ်ကိုစောင့်နေကောင်တွေပဲဖြစ်ရမယ်။တို့ဘယ်လိုလုပ်မလဲ။တို့ပိုင်နဲ့တည်းမဝင်မချေဘာမှလုပ်လို့မရဘူး။အပြေကနေပဲအမိတ်ပြန်ခေါ်ကြတာပေါ့။အောင်မြတ်ကတိုင်နဲ့ရှိတဲ့ဘက်ကိုလက်ညှိုးထိုးပြလိုက်ပြီ။ညောင်နှပင်တိုက်ရှိတဲ့နေနမိတ်တရမေးသိပ်ပုတ်ကိုမစို့။စီးပြင်ကိုချစ်တလမ်းမှမထွက်စေရ။တိုက်ကိုအပိုင်စားထားတဲ့သူငါအရှိချက်ချင်းရောက်လာစေ။အချိန်ဆွဲချင်းအခဲကြီးရှိပါက ရောက်ရအရက်မှာပူလောင်ပါစေသားလို့ပြောလိုက်တယ်ဆိုရင်ပဲအစင်တန်စာတွေညွနေရဝက်ဆက်ထားတဲ့မိမတယောက်နဲ့မျက်နှာထားတီတီယောက်ျားတယောက်တိုက်စီအဆက်မှာပေါ်လာခဲ့လေတယ်။တင်းတို့ကညာနေပေတိုက်မှတော့မထင်နဲ့။ငါတို့ကိုခေါ်တာဘာကိစ္စလဲ။တင်းတို့ရဲ့လုံရက်တွေကိုရက်တက်မှုလာပြောတာ။အောင်မြတ်သားရဲ့စကားကိုကြားတော့ပန်းတို့ရဲ့ပန်းထားတဲ့မိမိပြူကခိခနဲ့ရှိပြီ။ငါတို့ရဲ့ပန်းနဲ့ထဲကိုဝင်လာမယ်ဆိုရင်တော့ငါတို့သဘောအတိုင်းလုံးလုံးရတယ်။ န်နာထဲမှာလည်းလူလိုနေတာဆိုတော့ရသလားခိုးအောင်မှာပဲအောင်မြတ်သားကသူ့ကိုမထီမဲ့မြဲလုံနေတဲ့မိမက်ပြို့တနာတဲ့မျက်လုံးနဲ့ကြည့်ပြီးတင်းတို့ကအတော့ကိုကြောက်စရာကောင်းတဲ့သူတွေပဲအစတော့ကျုပ်ကစကားနဲ့ဆုံးမဖို့ဆုံးဖြတ်ထားတယ်ဆိုပေမဲ့အခုတော့ဒီဆုံးဖြတ်ချက်ကိုပြင်မရတော့မယ်မကောင်ခေါလာတိုက်စစ်တစ်ခုလုံးကိုမိတိုက်ဖို့ပြင်냐အောင်မြတ်သားရဲ့စကားကြောင့်မကောင်နဲ့ခွန်လာစီးဆက်မှာရက်ပြီးလောင်မီးအေးတစ်ချက်ကိုအသက်သွင်းတာ ညီကြီးဘုတ်ကိုပြစ်ချလိုက်တဲ့ဆွေမယ်။လူတရက်ခန့်ရှိတဲ့မိတော့ကတိုက်စီပက်ပက်လေကနေဟုံငနေထတ်တောက်လာခဲ့တယ်။ဒီဖြစ်ရဲ့ကြောင့်တိုက်ဆောင်နေအထိတ်တလန့်ဖြစ်သွားခဲ့သလိုတိုက်မောင်မနှစ်ယောက်ရဲ့မျက်နှာမှာလည်းစိုးရိမ်မှုအရိပ်ယောင်တွေပေါ်လာခဲ့လေတယ်။ဒါပေမဲ့ဟန်မပြတ်ပြတ်ထိန်လိုက်ပြီးညီတို့ကတိုက်သူဖို့ကျင်းတဲ့လူတွေပဲ။ဟဲ့ငါကလေးတွေဒီလူတွေကိုအသေးအသက်ကြဆန်းလို့ပြောလိုက်တော့စိတ်ကြောက်ကိုချင်းရှိတဲ့တိုက်ဆောင်တချို့ စီးပြင်ကိုပြေးထွက်လာခဲ့ကြလေတယ်။ဒါပေမဲ့မီးတောင်သားအရောက်မှပဲအနောက်ကိုပြန်လည်ကျသွားခဲ့တယ်။မင်းတို့စီးရီးကနေအပြင်ကိုချစ်တလန်းအောင်လှမ်းလို့မရအောင်။အခုအစင်ထားတဲ့အင်းကမင်းတို့လိုဝေမာနိကပိတ်တာအစ်စ်မပြောနဲ့။နောက်ဘလို့အစ်စ်နောက်ကြောက်ရတဲ့အင်း။ဒါကြောင့်မင်းတို့အညက်ခံမလား။မင်းလောက်ပြက်စီးခံမလား။အောင်မြတ်သားရဲ့စကားကြောင့်တန်တဲ့ရှင်မွန်နမနိကအချင်းချင်းကြည့်ပြီးကျွန်တော်ကျမတို့မှားသွားပါတယ်။ ဆရာတို့ဒီလောက်စမ်းမမတိခဲ့လို့ရမ်းပြမိခဲ့တာပါ။ကျမတို့ခုတ်လုပ်ပေးပါ။ပြောသည်မလဲလိုင်းနာပေးပါမယ်။အဲ့ဒီလိုမျက်နှာငယ်နဲ့ပြောနေတာကြောင့်အောင်မြတ်သားမျက်ရည်ပြပြီးအင်းကိုပြတ်သိမ်းဖို့ပြောလိုက်တယ်။မကောင်းကလည်းမြေကြီးပေါ်ချထားတဲ့အင်းကိုကောက်လိုက်တဲ့ချိန်အမွေးမြင်တွေထူလပြစ်ဖြစ်နေတဲ့လက်တစ်ဖက်ကမြေကြီးလေးကနေထွက်လာပြီးဖမ်းဆွဲထားတာကိုမြင်လိုက်ရတယ်။အဲ့ဒီချိန်မကောင်းရက်နေတဲ့မြေပြင်ကရုတ်တရက်နုံတော့တစ်ခုဖြစ်သွားပြီး ခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းနှိမ့်ဝင်သွားခဲ့တယ်။ဒါပေမဲ့မကောင်းကထိလက်ဟန်မပြတလို့တခြားလူတွေကလည်းခက်ပြုံးပြုံးမျက်နှာတွေနဲ့ကြည့်နေတာကြောင့်တိုက်ဆောက်မွန်မားနှစ်ယောက်အံ့ဩသွားခဲ့တယ်။ဒီအချိန်မှာပဲမကောင်းရဲ့ဥကောင်းထိတ်ကနေအလင်းစက်တချို့ထွက်လာပြီးတော့ခန္ဓာကိုယ်ကိုစက်ဝန်းတစ်ဖွဲဖုံးအုပ်ထားတာကိုမြင်လိုက်ရလေတယ်။ဆရာဂရစ်မတီတဲ့သူတွေကိုထိုက်တဲ့နဲ့အပြစ်တော့ပေးရမယ်နော်။ခွန်လာရဲ့စကားကြောင့်အောင်မြတ်သားခေါင်းညှိပြပြီး လွယ်အိတ်ထဲမှာပါလာတဲ့စမတရွက်ကိုထုတ်ကာတန်းနေနေမိတ်အတွင်းထဲကိုပြစ်ထည့်လိုက်ပါတော့တယ်အဲ့ဒီချိန်မှာပဲတက်စီးထဲမှာရှိတဲ့လူတွေအားလုံးရဲ့ဥကောက်ထက်မှာချောက်ရည်ပူတွေအပြစ်ပါတဲ့အိုတလုံးပေါ်လာပြီးတော့ပုတ်ပွက်ဆူနေတဲ့ချောက်ရည်တွေကခေါင်းမော်ကနေတက်တောက်တောက်စီးကြလာခဲ့တယ်လောဆောက်ပူပြင်းလာတဲ့ချောက်ရည်ပူတွေရဲ့ဓာတ်ကြောင့်တန်းထဲထဲမှာရှိတဲ့လူတွေအားလုံးနေသားမအောင်အော်ဟစ်ပြီးပြေးလွှားနေတာကိုအောင်မြတ်သားတို့ခေတ္တများရက်ကြည့်ပြီးကမှ မင်းတို့ရဲ့လောက်ရက်တွေကိုရတက်ငါရက်မယ်လို့ခရီးပေးနိုင်လားလို့ပြောလိုက်တော့တန်နှဲရှင်မင်းကလေးကပြေးလွနေရင်ကနေဒူးထောက်ထိုင်ချပြီပြက်သိမ့်ပြီမှာတော့ရှင်ကြောက်လာပါပြီနောက်မလို့ရေတော့ပါဘူးဆိုပြီးလက်အုပ်ချီကတောင်းပန်တော့မှစမကိုညာဘက်လက်နဲ့ဆဲယူသိမ်းစီလိုက်တဲ့အခါခေါင်းပေါ်မှာတင်နေတဲ့အရာတွေအလုံးပြောက်ခွဲသွားခဲ့တယ်အဲ့တော့မှတန်နှဲထဲမှာရှိတဲ့သူတွေကိုစုစည်းပြီးတော့ဖြစ်စဉ်ကိုမေးကြည့်တဲ့အခါမင်းကလေးတွေတေးရတဲ့အကြောင်းမှန်ကိုသိခဲ့ရလိမ့်တယ် တကယ်တော့ညာနပင်တိုက်ရဲ့အကြီးကဲနှစ်ယောက်တည်းကမြမဖြစ်သူဟာလူဘဝမှာနေစဉ်ကလေးကမိမိထက်ချောမောလှပတဲ့သူတွေကိုမနာလို့မုန်တီးတဲ့စိတ်ရှိခဲ့တာကြောင့်တင်လုံလို့ဥစ္စာဆောင်ဘဝရောက်တည်တတ်အောင်လူဘဝကပါဆဲခဲ့တဲ့အစဲကြောင့်လှပတဲ့မိန်းကလေးတွေကိုတွေ့ဖြားယောင်းသိဆောင်ပြီးတော့တန်တန်းလေးကိုခေါ်ထားမိခဲ့ကြောင်းဝန်ခံခဲ့လေတယ်ပထမအချိန်တုန်းကလည်းအခုလိုဖြစ်ရတဲ့ကြောင့်နှစ်ယောက်လုံးပြည့်တန်ခင်ရပြီးညာနပင်ရှိတဲ့အရက်ကိုပြောင်းရွှေ့လာခဲ့ရတယ်လို့ အခုနေရာမှာလည်းအလားတူဖြစ်ရမျိုးတွေပြုလုပ်ခဲ့ကြောင်းဝန်ခံခဲ့လေတယ်။ဒီတခါတော့အောင်မြတ်တာလည်းမနုမနှစ်ယောက်လုံးကိုတီးကျက်တဲ့အနေနဲ့လွန်စွာကြောက်ဖို့ကောင်းတဲ့ဖြစ်ရတွေပါတဲ့တစ္ဆာကိုစုကားလေတယ်။မနုမနှစ်ယောက်လည်းအခုလိုဖြစ်ရမျိုးထပ်မလုပ်တော့ဘူးဆိုတဲ့ဂရုကိုပေးပြီးတော့တစ္ဆာရေတောက်ခဲ့ကြလေတယ်။အောင်မြတ်တာတို့ကညနေပိုင်းတိုက်ကိစ္စကိုဖြည့်ရှင်းပေးပြီးတဲ့နောက်မှာတော့ခြေထောက်တစ်ဖက်ခွင်နေတဲ့လူတစ်ယောက်ကနေစခဲ့ရတဲ့ပရလောကပြည်တနာတစ်ခုကိုထပ်မံဖြည့်ရှင်းပေးခဲ့ရသေးတယ်။ ဒီအကြောင်းအရာကိုတော့အောင်မြတ်တာနဲ့ခြေခွေဘာတိုးဆိုတဲ့ဝိထုလေးမှာပရိသတ်ကြီးအားစောင့်မျှော်အားပေးနားစိတ်ပေးကြပါအောင်နော်အချိန်ပေးပြီးနားစိတ်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုခြေစုထူးပဲတည်ရှိသလားစာရေးဆရာဇေယနာရမညောက်လဲခြေစုထူးပဲတည်ရှိပါရဲ့ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကိုအစင်ထာဝရပတ်ဆိုင်နိုင်ကြပါစေရှင်